အဝေးမင်္ဂလာပါဇာနီကနေကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာတော့ North နဲ့ဖျားပြီး Orient တရားသူ့ရဲ့မျိုးလုံးတစ်ဖက်ဘလို့ဆုံးရှုံးသွားလဲဆိုတော့ပြောပြသွားမှာဖြစ်ပါရစေ။ဘောပထမဆုံးတက်ရှိဂျိုင်းယန်ကြီး AMI ခဏဘောမှာကဘာကြီးကိုဖမ်းလိုက်ပြီးတဲ့နောက် Odin ရ S ကမှရှိတဲ့သူ့ရဲ့ Blim ဘောကနေနှစ်ဖျားလုံးနဲ့လူသားလုံးအုပ်ချုပ်ခဲ့ပါရစေ။သူဟာအတညာရှိတဲ့နှစ်ဖျားဆိုပေမဲ့အရာအလုံးကိုတော့သူမသိနိုင်ဘူးဆိုတော့ဒီထားမိလာပါရစေ။နောက်နေပဲအိုဒင်ဟာအရာအလုံးကိုသိနိုင်မနိုင်နဲ့ဉာဏ်ပညာရှာကြံရေးစွမ်းသောမှုတို့ကိုစတင်ခဲ့ပါတယ် အိုရင်ဟာလမ်းလျှောက်သူတယောက်ဖြစ်အသွင်ပြောင်းပြီးတော့နဖျားရီရဲ့ရန်သူဂျိုင်းယန့်တွေရဲ့နေမီယော်ဒိုင်းစီခီးထွက်ခဲ့ပါတယ်။မေမီယာလို့ခေါ်တဲ့ရှေးအောင်နဖျားတော်ကအဲ့ဒီယော်ဒိုင်းမှာနေတိုင်တာပါ။သူကအိုရင်နဲ့ဦးလေးတော်ဆက်သူလည်းဖြစ်ပါတယ်။မေမီယာရဲ့ဒီနေရာကတော့ဉာဏ်ပညာရေးရင်းနဲ့မှာပါ။အဲ့ဒီရေးရင်းရဲ့ရေဟာအထရော့ခ်စီကဘာတိပင်ကြီးကိုတိုက်ကျွေးဖို့အတွက်တာဝန်ရှိနေတာဖြစ်ပါတယ်။မေမီယာဟာအဲ့ဒီရေးရင်းနဲ့ဟာလေးမြတ်ထားရေကိုတောက်ပြီးတော့ကဘာကူအကြောင်းအသိပညာရေးတိုးပွားလာနေသူတယောက်ပါ။ ။ဟိုတင်ဟာအဲ့ဒီရေယူနေရရေကိုတောက်ဖို့အတွက်သူ့ဦးလေးစီကိုတောင်းဆိုခဲ့ပါပဲ။မိမိအားကျွန်တော်ခမရရဲ့သူပါ။နဖျားရဲ့ရှင်သခင်လည်းဖြစ်ပါရဲ့။ဒါပေမဲ့စစ်မှန်တဲ့ညံမညာမှာပဲဒီဘီဘောနဲ့ကျွန်တော်လည်းဘယ်လိုလုပ်ထိုက်တယ်မှာလဲ။ဟိုတင်ဟာလို့ပြောပြီးရောရေယူနေရရေကိုတောက်ဖို့လည်းတောင်းဆိုခဲ့တာပါ။ဒါပေမဲ့မိမိကအခုလိုပြန်ပြောလိုက်ပါတယ်။မင်းကငါဆွေမျိုး၊နှစ်ဖျားရည်ပြင်ပြောက်ဖြစ်နေပါသေး။ဒီရင်းရင်းရဲ့ရေကိုတောက်ခွင့်မရှိဘူး။ညမညာရင်းရင်းရဲ့ရေကိုတောက်မယ်ဆိုရင်ပေးဆက်မယ်ရာမင်းစိတ်ကူးထားခဲ့ပူပြီးတော့တန်မှုကြည့်နေပါရဲ့။ ဘလောက်ပေးရမလဲတော့ပြောပါကျွန်တော်ပေးဖို့အသင့်ပါပဲကိုရင်လည်းရေဦးတောက်ရောက်တဲ့ဘောင်စုပေးဆက်ဖို့အသင့်ဖြစ်နေခဲ့ပါပဲတန်ကြီးကတော့မင်းရဲ့မျက်လုံးပဲခုချက်ချင်းမင်းရဲ့မျက်လုံးကိုဆွဲထုတ်ပြီးရေရင်းတွေကိုပြစ်ချစီနေတယ်အဲ့လိုဆိုမှဒီရေရင်းတွေကရေကိုတောက်ခွင့်ပြုနိုင်မယ်သူလေးမိမဟာဟာတာရင်မပြောရတော့အိုရင်တယောက်တည်နေပါတယ်ဒီစစ်မှန်တဲ့ညမညာကိုလိုချင်တော့တန်ဖိုးကြီးကြီးမှမှပေးဆက်မှာပါပိုရင်တယောက်တုံနေနေခြင်းမရှိဘဲနဲ့သူ့ရဲ့မျက်လုံးကိုဆွဲထုတ်ပြီးရေကန်လေးကိုပြစ်ချလိုက်ပါတယ် ။ ਉਹ ရင်တယောက်နာကျင်မှုကြောင့်ငိုကြွေးတဲ့ဟာကဘာကူးလုံးမှာတော့ပဲ့တင်ထပ်သွားတယ်လို့ဆိုကြပါပဲ။ ਉਡਿੰ ဆုလမှုကမိမယောကျင်းနေစေခဲ့ပါပဲ။ဒီလိုနဲ့ပဲနဗျာပင် ਉਡਿੰ ဟာညမညာရေရင်းရရေကိုတောက်ခွင့်ရခဲ့တာပါ။မိမယောရဲ့ရေရင်းရရေကိုတောက်ပြီးတဲ့အခါမှာ ਉਡਿੰ တယောက်အသိပညာနဲ့ပြည့်စုံသွားတယ်လို့ဆိုကြပါပဲ။ဉာဏ်ပညာအတွက်ဈေးခဲ့တဲ့မျိုးလုံးတစ်ဖက်နေရာမှာအမားရွတ်ခုနဲ့ပြည့်သွားပြီးတော့တစ်ခါလီမှာတော့အဲ့ဒီအမားရွတ်နေရာကနေတောက်ပါတဲ့မြေရှံတစ်ခုထွက်ပေါ်လာခဲ့ပါတယ် အဲ့ဒီကနေစပြီးတော့အိုရင်ကိုမြေလုံးတစ်ဖက်ထဲရှိတဲ့နတ်ဘုရားဒါမှမဟုတ်ရင်မီးရှံမြေလုံးနဲ့နတ်ဘုရားဆိုပြီးတော့ခေါ်လာကြပါတယ်။ညမညာရေရင်းရရေကိုတောက်ပြီးနောက်မှာတော့အိုဒင်ကနော့စတန်နာရဲ့အလောကကူးကူကြောင့်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာပါတယ်။မြေလုံးတစ်ဖက်ထဲနဲ့အရင်ကသူမြင်နိုင်တာထက်ပိုပြီးတော့မြင်နိုင်စွမ်းရှိသွားခဲ့တာဖြစ်ပါတယ်။အဆုံးထိနာတော့ပြောလို့ကျေးဇူးတင်ပါတယ်ဗျာ။ဗီဒီယိုလေးကိုကြည့်နေတဲ့တယ်ဆိုတော့ like and subscribe လုပ်ပြီးတော့မမေ့ပါနဲ့ဘူးနော်။